အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဧပြီလ20ရက်တနင်္ဂနွေနေ့စီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဖတ်ကြားတင်ပြတဲ့အစီအစဉ်လေးကဘာနဲ့တူလဲဆိုတော့ကိုထင်တာကိုကြီးကိုကြီးကကိုဖတ်ပြတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ကရင်ညီဘက်မှာနေ့စဉ်ညီပါထိတွေ့တိုက်ပွဲတွေရှိနေပါတယ်မိုးပြဲတရကုန်းအောက်ဖက်ဆယ်မြောင်းတဝိုက်မှာတော့ထိတွေ့တိုက်ပွဲပြင်းထန်လာခဲ့ပါတယ်စစ်ကောင်စီဘက်က ဆက်စပ်တဲ့မှာမှစိန်မြောင်းနဲ့ပြစ်ခတ်နေတယ်လို့ကရင်နီတပ်ပေါင်းစုဘက်ကလည်း point 5ဆက်စနတ်ကြီးနဲ့တုံ့ပြန်ပြစ်ခတ်လျက်ရှိပါတယ်။လက်တကန်းထွေလုံးရစ်ပတ်သဘောမျိုးမဟုတ်သေးပဲလက်နဲ့ကြီးနဲ့တွေးလို့စမ်းနေကြရာကနေအမှတ်420ချင်းမြန်တပ်ရင်းတွေကနေထွက်လာတဲ့စစ်ကြောင်းကိုကရင်နီတပ်ပေါင်းစုတွေတီးထုတ်လိုက်တာတပ်ရင်းဌာနချုပ်တဲ့ကိုအထိနာပြီးပြန်ဆုတ်သွားရပါတယ်။မိုးပြဲနဲ့ဒီမော့ဆိုကြကဆရာတို့တရာဝါရီစုပလိုင်းတရာအေရီယာတဝိုက်ကိုလေကြောင်းနဲ့ကင်းထောက်လျက်ရှိပါတယ်။ဒီရပိုင်းတွင် မိုးပြဲတနေလုံးလေချောင်းအန်နေအထူးသတိရှိဖို့အရေးကြီးပါတယ် AR radar လေးမျက်နှာမျိုးနဲ့ဖန်တော်ကြီးခြေရွာမှာယာယီခြေလို့ယူထားတဲ့စခန်းငယ်ဟာဆုတ်ခွာသွားရပြီးပူပေါင်းတပ်ဖွဲ့တွေကတပ်ဆွဲနေရယူထားပြီးဖြစ်ပါတယ်ညမကြသေးမီကလည်းအင်ကဘူရဲစခန်းဟာကွင်းကောက်အခြေဆိုင်အမှန်ကားတပ်မတော်တပ်မြင့်လေးချင်းအကြောင်းကိုသွားရောက်ပူပေါင်းထားခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်အဆိုပါစစ်တပ်နှန်းချောင်းဟာရခိုင်ကပတိန်ရွှေမြင်းနဲ့စစ်ခြေကလေးချင်းတန်းနဲ့တင်နှန်းချောင်းချင်းနေရာဒဲရွှေပြောင်းခဲ့တာဖြစ်ပါတယ် ၎င်းတင်တန်းကြောင်းမှာအချက်ကြီးတင်တန်းဆက်ရောက်ခဲ့ဖို့ပြီးမိခင်တက်ကိုပြန်တော့ကွင်းကအုတ်ရှိပင်ထီကားကြောင့်စီးအုတ်ရှိပင်ရောက်တော့တကြံကာလမှုလိုင်းကားတွေမရှိတာကြောင့်ညောင်ချေတော့ကပ္ပစား၆ကိုဝင်းကသတင်းပို့ကြရပြီးလုပ်ငန်းရင်နဲ့ပဋိပုံရလန်းအတိုင်းတက်ကိုပြန်ကြရတာဖြစ်ပါလေမှတ်မှတ်ရရဆိုရင်အဲ့ဒီကာလတုန်းကအချက်ကြီးတင်တန်းဟာအခုခေတ်တက်ဆုမှုတက်ခွဲမှုတင်တန်းတွေလိုအခြားဆင့်စစ်တီတွေကိုအမေတရီမောင်းမြန်ဆက်တနတ်တွေကိုစီထုတ်ပေးပြီးစစ်တင်တန်းကြောင်းတွေကိုစေလွတ်တဲ့အချိန်ကာလဖြစ်ပါတယ် ိုက်ခိုက်ရေးတင်းနာနေတဲ့ထုံးစံအတိုင်းတနည်းမိုင်30ခကြီးပေါက်တင်းကန်းသာဘူးကွင်းကောက်ကနေဗန်ဝေးကုန်းရွာထိနေချင်းမြန်လမ်းလျှောက်ကြရတာဖြစ်ပါလေအချိန်ကာလကစစ်ထောင်လိုင်းရဲ့ခေတ္တရှိပါသေးတယ်ကာကလန်းအဖွဲ့တွေကတော့လမ်းမလျှောက်ကြပါဘူးငါတို့ကထောင်လိုင်းဆိုပြီးကားငါးပြီးဗန်ဝေးကုန်းမှာစမင်းလာစားပြီးပြန်သွားကြတာကိုလည်းအံ့အားသင့်စပွဲကြုံခဲ့ရပါသေးတယ်ခြေစစ်တိုက်စစ်ခံစစ်ခွာစစ်ဆိုတဲ့စစ်ခံတာကြီးလေးရလေးကျင်ကန်းတွေကိုတော့နန်းကလူ၁၀ဝင်းကျင်တဝိုက်မှာ တစ်ဖက်တက်ပါလေ့ကျင်တာဖြစ်ပြီးအပြန်ကျရင်တော့ဝါကိုစီခုန်ချမ်းပြီးပြန်ကျရတာဖြစ်ပါတယ်။အမှန်တိုင်းပြောရရင် AR တိုင်းဟာတက်သတင်းပေးတွေကြီးဆိုးရနေမြည်ကြီးဖြစ်နေလို့ပူပေါင်းအဖွဲ့လှုပ်ရှားရတာကန့်သက်ရှိနေတာဖြစ်ပါတယ်။ကံရနေမြည်ထိထစကန်းကိုလေချောင်းကနေဘုံ32လုံးထက်မနည်းကျဲချတက်ခိုက်ထားပါတယ်။ပင်မကုန်းတစ်ခုသာကြံရှိတော့တာဖြစ်ပါတယ်။ CK စကန်းကိုလည်းနှလုံးကျဲသွားပါသေးတယ်။ပြီးခဲ့တဲ့နှစ်အတွင်းမှာအဲ့ဒီဝင်တွေကကြောက်ထုမော်တော် အောင်သာဝရနဲ့ကျောက်လုံးကြီးစခန်းတွေကိုသိမ့်ပိုက်ရရှိထားပြီးဖြစ်ပါတယ်။ယခုထိထမင်းသမီး viewer ကိုစခန်းကတော့ကိုင်ဝရန်ဒေတာတိုင်းစစ်ဌာနချုပ်ကနေစုပ်လို့ကစုပ်နိုင်တယ်ပြောတာ